ရွေးကောက်ခံအရက်တော်အစိုးရကိုဖြုတ်ချအာဏာသိမ်းတဲ့စစ်ကောင်စီရဲ့ဝန်ကြီးဟောင်းဖြစ်သူပြည်သူ့ရှေးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတသက်ခိုင်ဟောင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့ကြိုးစားပေမဲ့ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖြတ်တာကိုခံလိုက်ရပါတယ်ဒေါက်တာတသက်ခိုင်ဟောင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာရန်ကုန်တိုင်းအမျိုးသားလွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်ဖို့အမည်စရင်တင်သွင်းထားတာပါစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကဒေါက်တာတသက်ခိုင်ဟောင်းလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ခါကြီးနဲ့ညီစွမ်းတာကြောင့် ကိုယ်စလဲဆင်းကနေပယ်ဖြတ်လိုက်တာလို့ကြေညာခဲ့ပါတယ်။ဒါအပြင်အယူခံရမယ့်ရက်လဲကျော်လွန်သွားပြီလို့အာနာသိစကောက်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကဆိုထားတာပါ။ဒေါက်တာတသက်ခိုင်ညှိစွန်းတယ်ဆိုတဲ့ပုံမှန်ရှိခါကြီးကတော့အာနာသိစကောက်စီခေါင်းဆောင်ကပြီးခဲ့တဲ့ဇူလိုင်လ29ရက်မှာလွတ်တော်ရွေးကောက်ပွဲဥပဒေကိုပြင်ဆင်ရမှာအသည့်ဖြစ်ဆွထားတဲ့အချက်ဖြစ်ပါတယ်။အဲ့ဒီပုံမှန်မှာတော့လွတ်တော်ကိုယ်စလဲလောင်းဟောင်းနိုင်ငံတော်နဲ့ပုတ်ကလစ်ကတို့မတင်လျော်တဲ့ဘေးရန်တောင်းဝန်များကင်းရှင်းသူဖြစ်ရမယ်လို့ဆိုထားတာပါ။ ဒါကြောင့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်အရဒေါက်တာတသက်ခိုင်ဟာအကြွေးမကင်းရှင်းဘူးလို့နားလည်ရပါတယ်။ဒေါက်တာတသက်ခိုင်ဟာကွန်ဒိုအေယာစီမံကိန်းအတွက်ကမ္ဘောဇဘန်ကနေဘန်ချင်းငွေယူထားပြီးပြန်လည်ပေးဆက်ဖို့ကြံရှိနေတာဖြစ်တယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်အတိုင်းအဝိုင်းကစုံစမ်းသိရှိရပါတယ်။ပြည်တွင်းမီဒီယာတို့ကမှတော့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့အမည်မဖော်ပြထားတဲ့တာဝန်ရှိသူတို့ကဘန်ကောက်နေဒေါက်တာတသက်ခိုင်ချေယူထားတဲ့ချင်းငွေတွေကိုအကြေဆက်ထားပြီးပြီလို့ပြောပါတယ်။ဒါပေမဲ့အာနာသိန်းစကောင်စီရဲ့ရွေးကောက်ပွဲမှာ ကိုယ်စလဲလောင်းစင်းကနေပယ်ဖြတ်ခံရတဲ့နဲ့ပတ်သက်ပြီးကာယကံရှင်ရောပြည်သူ့ရှေ့ဆောင်ပါတီကပါအော်တိုဗလာ25ရက်ညနေပိုင်းအထိတရားဝင်ထုတ်ပြန်ရှင်းလင်းတာမျိုးမရှိသေးပါဘူးဒေါက်တာတသက်ခိုင်အား2015အထွေထွေရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုကိုစားပြုဝင်ပြရမှာဒဂုံမျိုးနယ်ပြည်သူ့လွှတ်တော်ကိုယ်စလဲအဖြစ်အနိုင်ရရှိခဲ့ပါတယ်2021ခုနှစ်ဖေဖော်ဝါရီတရက်နေ့မှာရွေးကောက်ခံ NLD အစိုးရကိုစစ်တကာဖြုတ်ချပြီးအာဏာသိမ်းပြီးတဲ့နောက်မှာတော့ စစ်ကောင်စီမှဒေါက်တာတသက်ခိုင်က လူကယ်ပြန်ဝင်ကြီးဖြစ်လာပါတယ်။စစ်ကောင်စီခေါင်းဆောင်ကဒေါက်တာတသက်ခိုင်ကိုလူကယ်ပြန်ကနေဟိုတယ်ခရီးဝင်ကြီးအဖြစ်နေရာရှိလိုက်ပြီးအခုနှစ်ဆန်းပိုင်းမှာတော့အနာပေးခံထားရပါတယ်ရှင်။